မင်္ဂလာပါရှင်မန္တလေးခေတ်စ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးစစ်တဲရွေးကောက်ပွဲကိုညင်းပယ်ရန်နဲ့နိုင်ငံရေးအကျဉ်းသားအလုံးလွတ်မြောက်ရေးပါဝင်အချက်၅ချက်ဆောင်ရွက်ပေးရန် ASEAN တို့ NUG CRPH NUCC နဲ့တိုင်းဒေါ်လာရေးတက်များအပါအဝင်အဖွဲ့20ကတောင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အကြမ်းဖက်စစ်တပ်ကပြုလုပ်မည်မြေတီရွေးကောက်ပွဲမစုံညင်းပယ်ရန်နှင့်အသိမတ်မပြုရန်နိုင်ငံ၏အကျဉ်းသားအလုံးလွတ်မြောက်ရေးပါဝင်အချက်၅ချက်ဆောင်ရွက်ပေးရန်အာဆီယံသို့အမျိုးသားညီညွတ်ရေးဆိုရာ NUG ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH NUCC နှင့်ကရင် KNU ချင်း CNF ကချင် KPICT ကရင်နီ KNPP IEC ပါဝင်တော်လှန်ရေးတပ်များနှင့်အဖွဲ့အစည်းပေါင်း20ကယနေ့ကြေညာချက်ထုတ်ပြန်တောင်းဆိုပါသည် မလေးရှားနိုင်ငံကအာဆီယံဥက္ကဋ္ဌဖြစ်လာသည့်အချိန်မှစတင်၍မြမရေးအတွက်ဖြည့်ရှင်ရေး NUG အမျိုးသားညီညွတ်ရေးဆိုရာ NUCC အမျိုးသားညီညွတ်ရေးအတိုင်းအမေကန်ကောင်စီ CRPHP အောင်စွလွတ်တော်ကုစားပြုကော်မတီတိုင်းရင်းသားဒေါ်လန်ရေးအဖွဲ့အစည်းများတိုင်းရင်းသားရေးရာအတိုင်းအမေကန်ကောင်စီများဖက်ဒရယ်ယူနစ်များနဲ့အခြားသောကုစားပြုအဖွဲ့အစည်းများပါဝင်အထူးကသက်ဆိုင်သူအဖွဲ့အစည်းများအလုံးပါဝင်သောဆွေးနွေးပွဲများဇက်တိုက်လှုပ်ဆောင်ခဲ့ကြောင်းယနေ့ထုတ်ပြန်သောကြေညာချက်ကိုအစပြုထားပါသည်အဆို ပါဆွေးနွေးပွဲများနှင့်ထိတွေ့ဆက်ဆံမှုများသည့်မြန်မာနိုင်ငံတွင်လက်ရှိဖြစ်ပေါ်နေသောအကျပ်တဲကိုဖြေရှင်းရေးအကြံဖတ်မှုများရည်စည်ရေးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူညီများပေးနိုင်ရေးအားလုံးပါဝင်သောနိုင်ငံရေးဆွေးနွေးပွဲများဖြစ်မြောက်ရေးနှင့်စစ်တပ်ကစီစဉ်ထားသောအထူးရောက်ရွေးကောက်ပွဲကိစ္စကိုဖြေရှင်းရေးမဟာပြူဟာနှင့်အကြံပြုချက်များကိုအကောင့်ထည့်ဖော်ရေးအားလုံးပါဝင်သော platform တစ်ခုဖြစ်ကြောင်းသိရှိရပါသည် မြန်မာရေဆွေးနွေးပွဲတွင်အဓိကသက်ဆိုင်သူများအားလုံးကစစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမြန်မာနိုင်ငံတွင်ဆိုးရွားလာနေသည့်အခြေအနေပေါ်စိုးရိမ်ကြောင်းထုတ်ဖော်ပြောဆိုပြီးဒီမိုကရေစီပြန်လည်ထူထောင်ရေးနှင့်လူ့အခွင့်အရေးကိုမြင့်တင်ရန်ဆောင်ရွက်ရန်အတည်ပြုခဲ့ကြကြောင်းသိရပါသည်။ ။အာဆီယံဘုံသဘောတူညီချက်၅ရပ်ကိုအကောင့်ထည့်ဖို့ရည်လက်ခံအတည်ပြုထားသောလေဘုံသဘောတူညီချက်၅ရပ်ကိုအကောင့်ထည့်ဖို့ရည်ကန့်တတ်များရှိနေမှုပေါ်ဆိုရင်ကြသောစစ်တပ်ကအရက်သားပြည်သူများပေါ်အကြမ်းဖက်မှုများဆက်လက်ကျူးလွန်နေပြီးအာဆီယံပြည်ငယ်ပါဝင်ဒီမိုကရေစီစံနှုန်းများကိုပြောင်ပြောင်တင်းတင်းလင်းလူရှုလျက်ရှိကြောင်းသိရပါသည်။ အာဆီယံဘုံသဘောတူညီချက်၅ရက်ကိုအကောင့်ထည့်ဖို့ရေးလက်ခံအတည်ပြုထားတော်လေဘုံသဘောတူညီချက်၅ရက်ကိုအကောင့်ထည့်ဖို့ရေးအကန့်အသတ်များရှိနေမှုပေါ်စိုးရိမ်ကြကြောင်းစစ်တပ်ကအရက်သားများပေါ်အကြမ်းဖက်မှုများဆက်လက်ကျူးလွန်နေပြီးအာဆီယံဗရိတ်နယ်အပါအဝင်ဒီမိုကရေစီစံနှုန်းများကိုပြောင်ပြောင်တင်းတင်းလစ်လျူရှုလျက်ရှိကြောင်းသိရပါသည်မလေးရှားနိုင်ငံကကမာကဋ္ဌပြုလုပ်ခဲ့သောမြမရေးဆွေးနွေးပွဲများတွင်စစ်တပ်၏ရွေးကောက်ပွဲညှင်းပယ်ရန်တော်လှန်ရေးတပ်များကြားစုစည်းညီညွတ်မှုတည်ဆောက်ရန်အာဆီယံကပြည့် က်သက်သာအေးအေးယူဆောင်ရွက်ရန်အားလုံးပါဝင်သောနိုင်ငံရေးတွဲဆောင်ဆွေးနွေးမှုအကောင့်ထယ်ဖို့ရန်ဒေတာရီတင်းငိအေးချမ်းရေးဟူသောရည်ရွယ်ချက်6ခုကိုရလက်များဖြင့်ရရှိခဲ့ကြောင်းသိရှိရပါသည်ထို့ပြင် တွဲဆောင်ဆွေးနွေးပွဲများတွင် စစ်တပ်ကိုတည်ရဝင်မှုလုံးဝမပေးရန်လေသဘောတူညီထားကြောင်းသိရှိရပါသည်။ထို့ကြောင့်အာဆီယံနေဖြင့်အကြံဖက်စစ်တပ်ကပြုလုပ်မည့်မြစ်တီရွေးကောက်ပွဲမဆိုညှင်းပယ်ရန်နှင့်အတိမတ်မပြုရန်အရက်သားများအားအကြံဖက်မှုမှကာကွယ်နိုင်ရေးအေးအေးယူဆောင်ရွက်မှုများချက်ချင်းလှုံ့ဆော်ရန်စစ်တပ်၏အကြံဖက်ရင်းဆက်မှုများပေါ်နှုတ်ဆက်နေမှုကိုဆုံးသက်ရန်ဒေါအောင်ဆန်းစုကြည်တမရဦးဝင်းမြင့်ပါဝင်နိုင်ငံ၏အကြံသားများအားလုံးချင်းချက်မရှိချက်ချင်းလွတ်ပေးရန်တောင်းဆိုပေးရန်တော်လှန်ရေးဖွဲ့များကစုပေါင်းတောင်းဆိုပါသည်။ ရှင်းပြင်အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထည့်ဖို့ရန်ပြက်ကွက်နေသောစစ်တပ်ကိုတာဝန်ခံစေရန်တန်တမာရေးအရေးယူမှုအာဆီယံစည်းဝေးများမှာဖိရှားအရေးယူမှုစစ်တပ်ကအာဆီယံဘုံသဘောတူညီချက်ကိုအကောင့်ထည့်ဖို့ရင်နိုင်ငံတကာနဲ့တူဖိအားပေးအရေးယူရန် တောင်းဆိုထားပါတယ်။ အဆိုပါကြီးညာချက်တွင် NUG, CRPH, NUCC တို့နှင့်အတူ ABS, DF, CNF, KPNCT, KNBP, IC, Montaigne, MSFC, NSP, AT, PNFC, PNNO, ရန်ကုန်လွှတ်တော်ကဲ့သို့သော Federal Unit များ စုစုပေါင်းအဖွဲ့အစည်းများနှင့်တပ်စုစုပေါင်း20ပါဝင်ကြောင်းသိရှိရပါသည်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်ဗိုလ်ချုပ်တို့၏ရာဇဝတ်မှုများကိုရွေးကောက်ပွဲဖြင့်တရားဝင်စီရင်လှုပ်ဆောင်နေဟုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တရားဝင်မှုမရှိသောစေုပ်စုရေကောက်ပွဲသည်စေဘိုလ်ချုပ်တို့၏ရာဇဝမှုများကိုတရားဝင်စေရန်လှုံ့ဆော်နေခြင်းသာဖြစ်ကြောင်းတန်မဲကြီးဦးကျော်မိုးထွန်းကပြောပါရယ်အော်တိုဘာ9ရက်နေ့ကုလသမဂ္ဂအစည်းအဝေးတရက်တွင် ကုလသမဂ္ဂဆိုင်ရာမြမအမြဲတမ်းကိုယ်စားလှယ်တန်မကြီးဦးကျော်မိုးထွန်းကအထက်ပါအတိုင်းပြောကြားခဲ့သလိုစေုပ်စုရွေးကောက်ပွဲတွင်ဒီမိုကရေစီကိုကျင့်သုံးခြင်းမဟုတ်ဘဲချိုးဖောက်ခြင်းသာဖြစ်ကြောင်းလည်းဆိုပါရယ် အာနာသိမ့်ထားတဲ့စစ်တပ်လုံးမဲ့ရွေးကောက်ပွဲဆိုတာတရားမဝင်ပါဘူးအဲဒါကြောင့်ဒီရွေးကောက်ပွဲကလွန်လပ်မြတ်တာပါမလားဆိုပြီးမေးခွန်းထုတ်နေစရာကိုမလိုတော့ဘူးဒီရွေးကောက်ပွဲကိုနိုင်ငံတကာကနေအာဆီယံကပါတစုတစည်းတဲ့ပိတ်ချကြဖို့လိုပါမယ်ဟုရန်ကုန်အခြေဆိုင်နိုင်ငံရေးဆောင်ပါရှင်တဦးကပြောပါတယ် လက်ရှိတွင်စေအုပ်စုသည်နိုင်ငံ၏နေပင်ရခိုင်နှုန်း30ရောက်သာစိုးမိုးနိုင်တော့ပြီးနိုင်ငံကောင်းဆောင်များနှင့်တက်ကြွလှူရှားသူများကိုလည်းဥပဒေမဲ့အကျဉ်းချခြင်းသို့မဟုတ်ဒေတံများချမှတ်လျက်ရှိကနိုင်ငံသားတို့၏လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့သည်လည်းမရှိတော့ကြောင်းထို့သောသောအခြေအနေမျိုးများတွင်ကျင်းပမည်ရွေးကောက်ပွဲကိုမြည်သွများလွတ်လပ်၍တရားမျှတပြီးအလုံးပါဝင်နိုင်မည်မဟုတ်ကြောင်းလည်းပြောပါသည် ထို့ကြောင့်နိုင်ငံတကာအတိုင်ဝန်နဲ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့်စေယုစုကစီစဉ်လျက်ရှိသည့်အလေးညာရွေးကောက်ပွဲကိုနီလန်အလုံးဖြင့်ပြည့်ပြည့်တသားပေးချရန်နဲ့မြန်မာပြည်သူများနဲ့အတူတကွရည်တည်ပေးရန်တိုက်တွန်းကြောင်းလည်းဆိုပါသည်။ ဆက်လက်ပြီးတမ်မဲကြီးကဆေးဥစုကျွလွန်လျက်ရှိသည့်ရာဇမှုများသည့်ပြောမကုန်နိုင်အောင်ပင်ဖြစ်ပြီးအရတားပြည်သူများပေါ်လေးချောင်းနှင့်လက်နက်ကြီးများဖြင့်ခွဲခြားမှုမရှိတိုက်ခိုက်ခြင်းအစုလိုက်ပြုံလိုက်တက်ဖြတ်ခြင်းတရားမဲ့တက်ဖြတ်ခြင်းကြောင်းများဆေးရုံများနှင့်ဘာသာရေးဆိုင်ရာတာတနိကအဆောက်အအုံများကိုဖျက်ဆီးခြင်းဆန္ဒပြသူများအကြမ်းဖက်ဖမ်းဆီးခြင်းအတင်းကျပ်ခိုင်းဆီးခြင်းအတင်းကျပ်စစ်သားစုဆောင်ခြင်းနှင့်အတင်းကျပ်နေရဲဆုံးခွာဆီးခြင်းတို့ပါဝင်ကြောင်းလည်းဆိုပါသည် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဒိုင်ဦးထောင်တွင်နိုင်ငံရေးအကျဉ်းသား16ဦးကိုထောင်အတွင်လူစုလူဝေးပြုလုပ်သည်ဟုဆိုကမတရားတောက်ခက်တိုက်ပိတ်ထားဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ဘကိုတိုင်တိုင်ဦးချင်းထောင်တွင်နိုင်ငံအကျဉ်းသား16ဦးကို ထောင်တွင် လူစုလူဝေးပြုလုပ်သည်ဟုဆိုက မတရားတောက်ခက်တိုက်ပိတ်ထားကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံအကျဉ်းသားများကွန်ရက် PPNN မှဗဟုဥဆောင်ကော်မတီဝင် ကိုတိုက်ထွန်းဦးကပြောကြားပါသည် အဆိုပါနိုင်ငံရေးအကျဉ်းသား16ဦးသည်မြစ်တီပြည်မှုကိုမှကျူးလွန်ခဲ့ခြင်းမရှိ၍နိုင်ငံရေးအကျဉ်းသားတဦးကိုအခြားရာဇဝအကျဉ်းသားများကဝိုင်းဝန်းထိုးချိန်မှုပေါ်မကျေနပ်သည့်အတွက်ဖြည့်ရှင်ပေးရန်အဆောင်မှုကိုတင်ပြခဲ့သည့်ဖြစ်စဉ်ပေါ်ဖြည့်ရှင်ပေးခြင်းမရှိဘဲလာရောက်တင်ပြသူများကိုသာလူစုလူဝေးပြုလုပ်သည်ဟုဆိုကာတိုက်ပိတ်ပြစ်ဒဏ်ပေးခြင်းဖြစ်ကြောင်း PPNM ကပြောပါသည်အော်တိုဘာလ၂ရက်နေ့တွင်နိုင်ငံအကျဉ်းသား၁၆ဦးကို၅ဦးတစုနှုန်းလူခွဲပြီးပြစ်ဒဏ်တိုက်ခန်းများတွင် တိုက်ပိတ်ထားစေဖြစ်ပြီးခြေချင်းထောက်များပါခတ်ထားကြောင်းသိရပါတယ်။စစ်တပ်၏မတရားတိုက်ပိတ်ခံထားရတဲ့နိုင်ငံအကျဉ်းသားများမှကိုညံလင်းနိုင်ကိုသိဥပိုင်ကိုခန့်ညာသူကိုလင်းကိုကျော်လင်းမောင်ကိုစော်မျိုးကိုရှမ်းလီကိုမင်းနိုင်ထွန်ခေါ်ကျက်ဖာကြီးကိုကျော်သူရာဝင်းခေါ်ကျော်ကြီးကိုစော်မင်းထိုက်ကိုမျိုးကြီးကိုစော်ကြီးကိုစင်မျိုးထိုက်ကိုထက်လင်းကိုစင်ကိုဖြိုးကိုအာကာမင်းနဲ့ကိုဘူးသီးတို့ဖြစ်ပြီးအဆိုပါတိုက်ပိတ်ခံထားရသူများ၏နောက်ဆက်တွဲကိစ္စရပ်များပေါ်ဒိုင်ဦး ထောင်အားနာပိုင်နှင့်အချင်းဦးစီးအရာရှိများမှအထူးတာဝန်ယူရလိမ့်မည်ဟု PPNM ကတတိပေးထားပါတယ်။ဒိုင်ဦးအချင်းထောင်တွင်အမျိုးသားနိုင်ငံအချင်းသားများကိုသာမကနိုင်ငံအချင်းသူများအပေါ်တွင်လည်းဖိနှိပ်မှုကိုတိတိတတ်တာလှုံ့ဆော်လာသည်ကိုတွေ့ရပြီး2025ခုနှစ်ဇူလိုင်22ရက်နေ့23ရက်နေ့များမှာနိုင်ငံအချင်းသူရှိဦးကိုအကြောင်းပြချက်ခိုင်ခိုင်လုံလုံမရှိဘဲအတ္တမအင်အားသုံးခေါ်ဆောင်၍အမျိုးသားအဆောင်တိုင်ဝမ်တွင် တိုက်ပိတ်ပစ်ဒဏ်များချမှတ်အပြစ်ပေးခဲ့ကြောင်းလည်း PPNM ထံမှသိရပါတယ်တို့တို့မတရားတိုက်ပိတ်ပြစ်ဒဏ်ပေးခံထားရတဲ့နိုင်ငံရေးအကျဉ်းသူများကိုအမြန်ဆုံးတိုက်ပြန်ဖွင့်၍မူလအဆောင်များတွင်ထားရှိရန် PPN အနေဖြင့်တောင်းဆိုလိုက်ပြီးယခုကဲ့သို့နိုင်ငံရေးအကျဉ်းသားများပေါ်မတရားဖိနှိပ်နေသည့်တပ်ဆိုင်ရာတိုက်ဥအကျဉ်းထောင်ရှိအကျဉ်းဦးစီးဝန်ထမ်းအရာရှိများနှင့်အကျဉ်းဦးစီးဝန်ထမ်းများကိုထိရောက်သည့်တရားမျှတမှုများပြန်လည်ပေးရနိုင်ရေးချိုးပန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းအသိပေးကြေညာထားကြောင်းသိရပါသည် မြန်မာနိုင်ငံတဝန်အချင်းထောင်40ကျော်ကို PPNM စောင့်ကြည့်မှုအရာထောင်တွင်လူခွင့်ရည်နှင့်အချင်းသားလူခွင့်ရည်ချိုးဖောက်မှုများတွင်ဘကိုတိုင်တိုင်ဦးအချင်းထောင်သည်နိုင်ငံ၏အချင်းသားများပေါ်ဖိနှိပ်မှုအများဆုံး1005ခုတည်းတွင်တစ်ခုအပါအဝင် ဖြစ်ကြောင်းသိရှိရပါသည်